ဟဲလိုအဲ့တော့ကျွန်တော်တို့စာအုပ်လေးစဖတ်ကြရအောင်ရှင်အခုကတော့ညီတန်းမှာညီတန်းမှာစာရေးဆရာကပြောထားလေဆိုတော့အခါတစ်ပါးတော့ငါတဲ့မြတ်စွာဘုရားက တာဝတ်ထီဂျီ01ကျောင်းမှာတရင်တုံးနေတော်မူတယ်။အဲ့ဒီအချိန်မှာဆိုလို့ရှိရင်တကြွေကြီးတယောက်ရဲ့ဒါကဆုံးသွားတယ်။ဆုံးသွားတော့ခါကျတော့တကြွေကြီးရဲ့ချစ်လွချစ်လမြန်နူးလာစွာတော့တူဦးလေးတော်သားဖြစ်တဲ့တော့ကြောင့်မို့လို့တကြွေကြီးကသူ့သားဆုံးသွားတဲ့အခါမှာထမင်းလေးမစားနိုင်အလုပ်လည်းမလုပ်နိုင်မင်းနဲ့တုတ်တန်ကိုသွားပြီးတော့ပဲသူကငိုနေတယ်။ဒါလေးရဲ့အဖေကိုမျက်နှာလေးလာပြပါအောင်ဘာအောင်ညာအောင်ပေါ့။သွားသွားပြီးငိုနေတော့ခါကျတော့နှီးပြီးတော့မှတနေ့လေးရောက်တော့တကြွေကြီးကမျက်စောပြားနဲ့တွေ့တယ်။မျက်စောပြားနဲ့ပြီးတော့မျက်စောပြားကတကြွေရဲ့မျက်နှာလေးမကောင်းပါလားပေါ့။ ချိန်မှာတကြေကြီးอ่ะဘယ်လိုလုပ်ပြီး तू မျက်နှာမျက်နှာကောင်းနိုင်ပါလိမ့်မလဲပေါ့သူ့ရဲ့တူဒီတော့ตาလေးချစ်မြတ်နိုးလှစွာတော့ตาလေးစုံသွားခဲ့ရတဲ့အကြောင်းတော့မျက်စွာပြားကိုရှောက်တယ်ရှောက်တဲ့ခါမှာမျက်စွာပြားဘာပြောလဲဆိုတော့ကကြွဲဒါတွေကဒီလိုပဲပေါ့ပူဆွေးခြင်းငိုကြွေးခြင်းဆင်းရဲခြင်းကိုဆင်းရဲခြင်းစိတ်ဆင်းရဲရခြင်းပင်မန်းပူလောင်ရခြင်းအပေါင်းဒုက္ခအားလုံးရဲ့အမွန်အဆကချစ်ချင်းတရားပဲလို့မြတ်စွာဘုရားမိန့်တော်မူနေတဲ့အဲ့ဒီအခါမှာ ဘဝကတကြွေကြီးอ่ะပေါ့နော်อืมပေါ့ဟိုချစ်ချင်းကြောင့်သာလျင်ပေါ့နှစ်သက်ချင်းပေါ့ဝမ်းမြောက်ချင်းပျော်ရွှင်ချင်းတွေကိုဖြစ်စီတာပေါ့ဘာဖြစ်လို့မို့လို့ဒုက္ခအားလုံးရဲ့အစကချစ်ချင်းဖြစ်ရမှာလဲပေါ့ပြောရမယ်ဆိုလို့ရှိရင်တော့မြတ်စွာဘုရားကိုပြန်ပြီးတော့ complain ပြန်တက်တာပေါ့ကွယ်အဲ့လိုနဲ့ complain တက်ပြီးတော့ तू ကထွက်လာခဲ့လိုက်တယ်ပေါ့ ဲ့ဒီနေရာမှာနေမပြီးသေးဘူးပုံနာကြီးကလမ်းမှာတွေ့တဲ့သူတွေလမ်းမှာတွေ့တဲ့လောင်းကစားဝိုင်းကလူတွေကိုလည်းသူအတင်းပြန်ပြောတာပေါ့ကွယ်မျက်စောပြားဒီလိုဒီအကြောင်းပြောတယ်ပေါ့မဟုတ်ဘူးပေါ့တကယ်တကယ်တမ်းချစ်ချင်းကြောင့်သာလင်ဟိုပျော်ရွှင်ရခြင်းဝမ်းမြောက်ရခြင်းနှစ်သက်ရခြင်းဖြစ်တယ်ပေါ့အဲ့တော့ခါကျတော့ပြန်ကြားတဲ့လူတွေကလည်းဟာဟုတ်တယ်ပေါ့တတိယမှန်နေပေါ့မျက်စောပြားပြောတာမှားတယ်ပေါ့တကြွေကြီးဘက်ကထောက်ခံကြတယ်ပေါ့ကွယ်ဒီလိုနဲ့ဒီစကားကနောက်ဆုံးဘဲဟူပောက်သွားလေဆိုကျွန်တော်ကောသလမင်းကြီးနားကိုပောက်သွား အဲ့မှာကောသလမင်းကြီးကသူ့ရဲ့မိဖုရားမာလိကာမိဖုရားကြီးကမျက်စွာဖုရားကိုအရန်ကိုးခွေတာဘုံနော်ဆိုတော့ခါကျတော့အရာနဲ့နေတော့သူကမာလိကာမိဖုရားကြီးကိုခေါ်ပြီးတော့ပြောတယ်တဲ့မာလိကာမိဖုရားကြီးပေါ့ဟိုနင်းရဲ့ဆရာဂေါရမကပေါ့ဟိုဒုက္ခအလုံးပေါ့ပူဆွေးခြင်းငိုကြွေးရခြင်းကိုစင်းရရခြင်းစိတ်စင်းရရခြင်းပူလောင်ပင်ပန်းရခြင်းအလုံးရဲ့အစကချစ်ချင်းတရားဖြစ်တယ်လို့မိန့်နေတဲ့ပေါ့ ဲ့ခါမှာမာလီကမိဖုရားကြီးကလည်းမျက်စွာဖုရားကဒါဒီလိုမိတ်နာခေါ်တာမှန်လို့ရှိရင်ဒါအမှန်ပဲဖြစ်ရလိမ့်မယ်လို့မင်းကြီးကိုပြန်လျှောက်တယ်တဲ့အဲ့ခါမှာမင်းကြီးကဘာပြောလဲဆိုတော့မာလီကမိဖုရားကြီးဟာနင်ရလေပေါ့ဆရာပြောသမ ्या မှန်တယ်လို့တဲ့တပည့်လူဖြစ်နေပြီပေါ့ရှင်တော်ဂေါသမဘာပြောပြောမှန်တယ်ပဲပြောနေတာပဲပေါ့ မင်းမရလဲသူတိတ်သဘောမကျတဲ့ဟန်နဲ့အာမာလီကာကိုမိတ်နေပေါ့ကွအဲ့ဒါနဲ့မာလီကာကနေပြီးတော့မှဒီမှာနာလီကင်ကပုံနာကိုခေါ်တယ်တဲ့ခေါ်ပြီးတော့ခါကျတော့ပုံနာကြီးကိုမျက်စွာဖျားစီကိုတွားပြီးတော့ဒီကိစ္စကိုမှန်မှန်မှန်စုံစမ်းမေးလျှောက်ချီဆိုပြီးတော့လွတ်လိုက်တယ်တဲ့အဲ့ဒါကနေမှန်မှန်မှန် စုံစမ်းမေးလျှောက်ချီဆိုလွတ်လိုက်တော့ပုံနာရီကလည်းမျက်စောဖျားစီကိုသွားတာပေါ့ကွယ်မျက်စောဖျားစီကိုသွားပြီးတော့မျက်စောဖျားကိုအာဟုတ်ပါသလားမှန်ပါသလားပေါ့အလျှောက်တယ်ပေါ့မျက်စောဖျားလည်းဟုတ်ကြောင်းမှန်ကြောင်းပေါ့သူကလည်းပြန်ပြီးတော့ဟိုတာရကလေးတွေနဲ့ဥပမာလေးတွေနဲ့မျက်စောဖျားလည်းပြန်ဖြေရှင်းတာပေါ့ဥပမာဟိုရုံခါဆိုလို့ရှင်အာဘသူဆိုလို့ရှင်အမိဘတည်သွားလို့မို့လို့ငိုကြွေးပူဆွေးရတယ်ယူသွတ်သွားတယ်ဘသူဆိုလို့ရှင်လင်းတည်သွားလို့ငိုကြွေးပူဆွေးရပြီးတော့ယူသွတ်သွားတယ်ဒီလိုမျိုးပုံမြင်တာရကတွေကိုမျက်စောဖျားကနေပြီးတော့မှပြောပြပြီးတော့မှန်ကြောင်း ပုံနာယူရှင်းပြလိုက်တယ်အဲ့မှာပုံနာကြီးကလည်းပြန်သွားပြီးတော့ခါကျတော့နေပြီးတော့မှမာလိကာမိဖုရားကြီးကိုမြတ်စွာဘုရားပြောလိုက်တဲ့မြားလေးအကုန်လုံးပြန်လျှောက်တယ်ပြန်လျှောက်တော့ခါကျတော့မှအဲ့မှာမာလိကာမိဖုရားကြီးကမင်းကြီးစီတွားပြီးတော့ကျတော့မင်းကြီး ကျွန်တော်မျိုးမမေးလျှောက်တာတွေကအမှန်တိုင်းဖြေပါမင်းကြီးမင်းကြီးရဲ့သားတော့ဘသူဘသူကိုချစ်ပါသလားပေါ့အေးမင်းကြီးလည်းချစ်ပါတယ်ပေါ့သမီးတော့ဘသူဘသူကိုရောချစ်ပါသလားပေါ့မင်းကြီးလည်းချစ်ပါတယ်ပေါ့အဲ့တော့ကျွန်တော်ဟိုမှာဟိုသူကိုရောချစ်လားဒီသူကိုရောချစ်လားကျမကိုရောချစ်လားပေါ့အဲ့ကျွန်တော်မင်းကြီးကလည်းချစ်ပါတယ်ပေါ့အဲ့တော့ခါကျဒါဆိုလို့ရှိရင်မင်းကြီးကျမမင်းမဲပေါ့တကယ်လို့မင်းကြီးချစ်မြတ်နိုးလှစွာသောသားတွေသမီးတွေကျွန်တော်မျိုးမဒီလိုမျိုးလူတွေတဲကတစုံတယောက်ယောက်က တည်သွားမယ်ဓမ္မမဟုတ်တစုံတရားရောက်ကတခုခုအမမအယွင်ယွင်အချွတ်ချွတ်ချောချောဖြစ်သွားမယ်ဆိုလို့ရှိရင်မင်းကြီးပူဆွေးရလीမလားဝန်းနေရလीမလားငိုကြွေးရလीမလားစိတ်ဆင်းရဲရလीမလားလို့မင်းကြီးကိုမေးတော့မင်းကြီးကဟာမာလီကာမိဖုရားရေစိတ်ဆင်းရဲရယုံပူဆွေးရယုံငိုကြွေးရယုံဝန်းနေရယုံနင်းဘယ်ကလိမ့်မလဲငါကိုတော်မြတ်တည်တောင်မှတည်သွားနိုင်ပါတယ်ပေါ့အဲ့ခါပေါ့မာလီကာမိရဲ့ this is ဒါပဲဒါကြောင့်မို့လို့မြတ်စွာဘုရားကဟောတာ ပူဆွေးခြင်းငိုကြွေးခြင်းဝမ်းနည်းရခြင်းဒုက္ခဆင်းရဲအပေါင်းတို့ရဲ့အစကချစ်ချင်းတရားလို့ဒါကြောင့်မို့လို့ရှင်တော်ဂေါရမကဟောတာပါလို့မင်းကြီးကိုရှင်းပြလိုက်တော့ကျွန်မမင်းကြီးကအမှန်ကိုသိသွားပြီးတော့ဟာမှန်လိုက်တာကောင်းလိုက်တာပေါ့ဒီမလားဖြစ်ပြီးတော့ခါကျတော့နေပြီးတော့မှအဲ့ဒီမှာမှမြတ်စွာဘုရားပြောတဲ့အမှန်တရားကိုမြင်သွားပြီးတော့ခါကျတော့နမောတတသုံးချိန်ဥယင်ဂျူးပြီးတော့ခါကျတော့မြတ်စွာဘုရားကိုဥခိုက်ကြောလိုက်တယ် ဆိုတော့ခါကြတော့ဏိဒမ်းမှာစာရေးဆရာပြောထားတဲ့ဥနုပြောထားတဲ့အကြောင်းတရားလေးကတော့ဒုက္ခဆင်းရဲအပေါင်းပူဆွေးရခြင်းငိုကြွေးရခြင်းစိတ်ဆင်းရဲရခြင်းကိုဆင်းရဲရခြင်းပူလောင်ပင်ပန်းရခြင်းအားလုံးရဲ့မြစ်ပြားခံရကချစ်ချင်းတရားပဲဖြစ်ပါလိမ့်ရှင် Okay see you in next video